ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ International Podcast Daily ပဲဖြစ်ပါတယ်ဒီနေ့မှာထူးထူးခြားခြားလေးဖြစ်သွားအောင်ကျွန်တော်ရဲ့ပထမဆုံး podcast လေးဖြစ်တဲ့ IR တရားတင်နဲ့အားလုံးစာပြမိတ်ဆက်ပေးပါမယ်ဒီပိုင်းလေးမှာတော့ဘုဒ္ဓတရားစီရမြန်မြန်ဆက်ဆက်ပါမှာမဟုတ်ပဲね IR တရား1ဘလို့ဖြစ်လာတာလဲပြီးရင် host အနေနဲ့ပြောသွားမယ်ဘယ်သူကဘယ်သူလဲဆိုတာမျိုးလေးကိုကျွန်တော်အဓိကပြောသွားမှာဖြစ်ပါတယ် အရင်ဆုံး host ဖြစ်တဲ့ကျွန်တော်အကြောင်းကိုအရင်မိတ်ဆက်ချင်ပါတယ်ကျွန်တော်ကတော့လက်ရှိနိုင်ငံတကာဆက်ဆံရေးပညာကိုလေ့လာနေတူတူပါအခုလက်ရှိပြောနေတဲ့အချိန်မှာလည်းကျွန်တော်ဒီပတ်နိုင်ငံတကူကမှနိုင်ငံတကာဆက်ဆံရေးပညာ IR ကိုလေ့လာဆဲပါ IR ဆိုတဲ့ဘာသာရပ်ကလည်းသူကလေ့လာရင်လေ့လာတယ်ကျေပြန်ပြီးတော့အများကြီးရှိတာဆိုတော့ဒီဘာသာရပ်ကိုစလိလာတဲ့သူတွေအနေနဲ့တော်တော်လေးကိုလမ်းပြောက်ကြတွေ့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်း IELTS စလိလာတဲ့အချိန်မှာ ် IME ကြောင့်မယူခင်အချိန်တုန်းကဘာမှမသိပဲယူခဲ့ပြီးတော့ဘေးအဆပြီးလေးလာမှမသိဖြစ်တယ်။ဆိုတဲ့အချိန်ကျတော့ဒီမှာရည်စရာတစ်ခုကျွန်တော်ပြောပြချင်တာပေါ့နော်။ဒါကတော့ကျွန်တော်ကိုယ်တိုင်လည်း IELTS ယူခဲ့တဲ့အချိန်မှာ အဲတခြားဝိဇ္ဇာသိပ္ပံပညာရဲ့ဒီကိုကြည့်လိုက်တယ်ပေါ့နော်ဒီဝိဇ္ဇာသိပ္ပံမေဂျာတွေထဲမှာမနာမည်အရှိဆုံးတစ်ခုဆိုပြီးကျွန်တော်ရွေးခဲ့တာပေါ့နော်နိုင်ငံတကာဆက်ဆံရေးပညာဆိုကိုးလုံးတော့ရှိရတယ်ဆိုတော့သူ့လောက်နီးနီးဆိုလို့ဟိုစာကြည့်ရိုင်းနဲ့သုတပညာဆိုတာပဲရှိရတယ်သူတော့နာမည်ရှိဆုံးပေါ့ထားပါတော့ဆိုတော့ကျွန်တော်ဒီ podcast လေးကိုစလုပ်ဖြစ်တဲ့ရည်ရချက်ကိုပြောပါမယ်ပထမဆုံး podcast အနေနဲ့ဘာလို့လုပ်တာလဲဆိုတာလေးပေါ့နော်ဆိုတော့ အရင်ကကျွန်တော်စာရေးပါတယ်ကျွန်တော်စောင်းပါလေးတွေ articles လေးတွေ internet ပေါ်တင်ပါတယ်ဆိုတော့ခုပြောမယ့်အကြောင်းအရာတွေကိုလည်းကျွန်တော်က IR Junior လက်ဆွဲဆိုတဲ့နာမည်နဲ့စာအုပ်ထုတ်ဖို့ကျွန်တော်ပြင်ထားတာပါဒါပေမဲ့လက်ရှိကာလအခြေအနေပေါ့နော် လူငယ်အများစုကိုကြည့်လိုက်တော့အများစုကစာဖတ်တာထက် YouTube လိုနေရာမျိုးမှာရှားကြဖွေကြနားထောင်ကြတာမျိုးလောက်တာပဲတွေ့ရရပါတော့ဒီတော့ကျွန်တော်တို့လူငယ်တွေစီတကယ်အားရတက်နေတဲ့ចောင်းသားတွေစီကိုတိုက်ရဲရောက်စေချင်လို့ focus အနေနဲ့ကျွန်တော်လုပ်လိုက်တာပါဒါဆိုရင်ဘာလို့ဗီဒီယိုကိုဗီဒီယို version ပေါ့နော်ကျွန်တော်တို့ YouTube ဗီဒီယိုပုံစံမျိုးမလုပ်ခင်ね podcast လုပ်လေအဲ့ဒါကတော့ရှင်းပါတယ်ပထမဆုံးအချက်ကျွန်တော်အယူအဆဝင်ခံရရင် အလုပ်ရှုံးမခံနိုင်ဘူးပါဒီအတိုင်းဗီဒီယိုတပုတ်ဖြစ်ဖို့ဆိုတာ quality ကောင်းဖို့ဆိုရင်အဲတော်တော်လေးလောက်ဝင်ပါတယ်ကင်မရာကောင်းကောင်း lighting setup ကောင်းကောင်း edit ကောင်းကောင်းအဆရှိဖြစ်မှာနော် ဒီတော့အလွယ်ဆုံးနဲ့အယိုးရှင်ဆုံးတတီမီမီဖြစ်မဲ့ podcast ကိုကျွန်တော်ယူလိုက်တာပါနောက်ထပ်တစ်ခုကတော့ကျွန်တော်ယူရတဲ့ဒီလိုပါကျွန်တော်တို့တက်သူတက်စင်ကာလမှာတော့ဒီ bus ကားကြီးစီးရတဲ့အချိန်ကြီးပဲအနည်းဆုံးအတော့တနိုင်ခွဲအပြန်တနိုင်ခွဲ၃နိုင်လောက်ကြာတယ်ပေါ့နော်ဒီနေ့ကိုဆိုတဲ့အချိန်ကျတော့ဒီလို bus ကားစီးရင်ဖြစ်ဖြစ်အနားယူရင်အဲ sacred time ကို off ပြီးတော့မျက်စိအနားပေးတဲ့အချိန်လေးဖြစ်ဖြစ်ပေါ့ဒီနားနဲ့နားထောင်နေရင် ဖူးတူတရဒါလေးကိုကျွန်တော်အဲစီစဉ်ဖြစ်တာဖြစ်ပါတယ်နောက်တစ်ခုကအဲ multi tasking ကောင်းလို့ပေါ့ကွာတခြားအလုပ်တစ်ခုခုလုပ်ရင်းနဲ့ကျွန်တော်ရဲ့ podcast လေးကိုနားထောင်တာမျိုးလည်းလုပ်လို့ရအောင်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်စဉ်းစားရင်းနဲ့ podcast ပုံစံနဲ့ပဲကျွန်တော်လုပ်ပြီးလိုက်တာပါအဲ့တော့ပထမဆုံးဒီတခြား face day နဲ့ပဲတွေကမဟုတ်ပဲနဲ့ဒီ iron နဲ့ပတ်သက်တာကလည်းလုပ်တာလေပေါ့နော်ဒါကတော့ရှင်းပါတယ်ကျွန်တော်တို့က ် IR လေ့လာခါစားမှာအင်္ဂလိပ်စာကျွန်တော်အရင်မကျွမ်းသေးဘူးပေါ့နော်ဆိုတော့ IR နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှာရင်အဲမြန်မာလိုဗီဒီယိုလေးတွေရှာရင်ကျွန်တော်တော်တော်ရှာရှာပါပါပဲတွေ့တယ်ပေါ့နော် IR နဲ့ပတ်သက်လာပြီဆိုရင်ဒီတော့ကျွန်တော် focus စလုပ်တဲ့အချိန်အခုအချိန်ထိကိုမြန်မာလိုမျိုးနိုင်ငံတကာသတင်းသုံးသပ်ချက်တွေတင်တာရှိတယ်ဒါပေမဲ့ မြန်မာလိုပြောတဲ့ IR ကို specialize လုပ်ထားတဲ့အထူးပြုထားတဲ့ YouTube video ဆိုတာမျိုးကရှာရှာပတ်ပါပဲ။အဲဒါကြောင့်ကျွန်တော်တို့လိုအပ်နေတဲ့ gaps တခုကိုကျွန်တော်ဖြည့်ပေးတဲ့သဘောပါပဲ။နောက်တစ်ခုကမြန်မာနိုင်ငံလူငယ်တွေအတွက်နိုင်ငံရေးအသိပညာဖို့တူတာမငတ်အောင်ဆိုတဲ့ပုံစံမျိုးလည်းကျွန်တော်တွေးပြီးတော့ရည်ရွယ်ထားပါတယ်။အဲနောက်ပြီးတော့ဒီ podcast series တစ်ခုလုံးကိုကျွန်တော်အတက်နိုင်ဆုံးအယိုးရှင်းဆုံးနဲ့နားလည်ရအလွယ်ဆုံးဖြစ်မဲ့ ပုံစံမျိုးနဲ့ပညာရေးဆိုင်ရာ terms တွေကိုကျွန်တော် short ပြီးတော့နေ့စဉ်၃အတုံးနှုံးနေလဲကျွန်တော်ရှင်းပြမယ်ဆိုတွေးထားပါတယ်။အဲ့ဒါမှလည်းအရာចောင်းသားတွေပဲမဟုတ်ပဲねတခြားစိတ်ဝင်စားတဲ့လူငယ်တွေအဲတခြားနေပယ်ကအရရက်ကလိလာခြင်းတဲ့သူတွေသိရမယ်အဲလိလာတဲ့အခါမှာနားလည်လွယ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲကျွန်တော် season ထားတာပါ။ ဆိုတော့နောက်ဆုံးပြောချင်တာကတော့ကျွန်တော် podcast လေးကိုဘယ်ဖွဲ့စည်းဘယ်အတိုင်းဝိုင်းကမှကြောထောင်းတော့ခံပေးထားမျိုးမရှိဘူးဘယ်သူစီရင်မှလည်းကျွန်တော် sponsor ယူထားမျိုးမရှိပါဘူးအဲကျွန်တော်ကိုယ်တိုင် IR လေးလာနေတဲ့ကျောင်းသားတယောက်ကနေပြီးတော့ junior ကျောင်းသားတွေတို့မဟုတ်တခြားသိချင်တဲ့သူတွေကိုပြန်မျှဝေတဲ့ပုံစံမျိုးပြောတော့မှာမလို့အခု podcast တင်မှာပါမယ့်အကြောင်းအရာတွေကကျွန်တော်ကိုယ်တိုင်ရှာဖွေဖတ်မှတ်ပြီးတော့ပြန်လည်မျှဝေသွားမှာမျိုးပဲဖြစ်ပါတယ် ဒါကြောင့်ပညာရေးဆိုင်ရာ content တစ်ခုအနေနဲ့ဘုဒ္ဓတရားအောင်နာထောင်နာမျိုးကိုရည်ရွယ်ကြီးလုပ်နိုင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ကြည့်ရအောင်ဆိုတော့ကျွန်တော်ရဲ့ IR တရား1ဆိုရက် focus လေးကိုအင်္ဂါနေ့မနက်9:00နာရီတိုင်းမှာစောင့်မျှော်အပေးကြပါအောင်လို့တောင်းဆိုရင်းနဲ့ဒီပိုင်းလေးကိုဒီမှာနားပါးရစီကျွန်တော်ကတော့ Peter ပါ။